မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ March 22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းစစ်ကွင်းမြို့အုတ်တွင်းကျေးရွာအနီးရန်ကုန်ပြည်လမ်းမိုက်မှာရှိတဲ့စစ်ကွင်းတအောင် gate ကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးတနက်တက်လက်ကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မတ်လ20ရက်နေ့မှာမင်းလာမြို့နယ်စစ်ကွင်းမြို့အုပ်တွင်းကျေးရွာနီးရန်ကုန်ပြည်လမ်းပိုင်းမှာအထိုင်ချတပ်ဆွဲထားတဲ့ပြည်သူများကိုဖမ်းဆီးငွေညှဉ်းနေတဲ့စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကိုတရားဝရီခရိုင်တရင်38ညနဲ့တက်ခွဲနှစ်ကရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာတနေ့45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားခွန်နာဦးတိတ်ဆုံးက6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများစီကနေပြီးတော့ကာပိုင်တနက်တလန်ကြီပေါက်တစ်ခုကြီ20တောင်းစစ်အုံဆောင်ပစ္စည်းတချို့နဲ့ ဆိုင်ကယ်တစီးတော့ကိုတင်းစီရရှိခဲ့ပြီးတော့စခန်းကိုတော့မီးရှို့ရှင်းလင်းခဲ့တော့လဲမီးအနှဲငယ်သာလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ဒီကနေ့မက်ချ်လာ22ရက်နေ့မနက်10:00နာရီလောက်မှာစစ်ကွင်းတာစုံစစ်စေးဂိမ်းမှာရှိတဲ့ဘန်ကာမှာပြန်လဲလုံခြုံရေးယူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းရဲဘော်များကအဝေးထိန်းမိုင်းနဲ့ ထမှန်ဖောက်ခွဲတက်ခတ်ရာတအုပ်ပွဲချင်းပြီးတိတ်ဆုံးပြီးလေးဦးတန်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေကိုနှိပ်စက်နေတဲ့စစ်ကွင်းတာစုံစစ်ခွေးဂိတ်ကိုရှောင်းတခင်တက်ခတ်ခဲ့တာစစ်ခွေး9ကောင်သေးတယ်6ကောင်တန်ရာရတယ်စစ်ခွေးတွေအထိနာပြီးတော့ကြည်နဲလာတာနဲ့ဆက်လက်နဲ့ပြစ်ပြီးစစ်ကွင်းဘက်ကိုဖျော်ပြဲနဲ့စုတ်ခွာထွက်ပြေးသွားပါတယ်။ အလောင်းတွေကိုတော့လမ်းဘေးကခြံနေထဲမှာထားခဲ့ပြီးမနေ့ကမှ PDF uniform တွေလဲဝတ်ပေးပြီးတော့အထက်ကို PDF တွေသိပါတယ်ဆိုပြီးတော့လိန်ပြီးတော့သတင်းတင်နေစစ်ခွေးတွေပြေးတော့ပစိုးတထဲအုတ်တွင်းအထွက်နားမှာကြာကြံခဲ့တာကိုတွေ့ခဲ့တယ်စခန်းကိုတိမ်ပြီးမီးရှို့တဲ့အချိန်မှာစစ်ခွေးကားတွေတက်လာတယ်လို့သတင်းရလို့ပြန်ဆုတ်လာတာစခန်းကတချို့တော့ပဲမီးလောင်သွားပါတယ်ဒီမနေ့10နိုင်လောက်မှာအဲ့ဒီ gate ကဘန်ကားမှာလုံခြုံရေးယူပြီးတော့ပြန်ပြီးလုံခြုံရေးပြန်ဆောင်နေတဲ့စစ်ခွေးနဲ့ရဲခွေးတွေကိုအဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခဲ့တာရဲခွေးတကောင်တေးတယ် ်စစ်ခွေးဘူတကောင် အပါဝင်၄កောင်ဒဏ်ရာရပြီးတော့၃កောင်ကတော့အခြေအနေမကောင်းဘူးလူနာတင်ကား၄စီးနဲ့အဲ့ဒီဒဏ်ရာရတဲ့သူတွေကိုလာတင်ပြီး၃កောင်ကတော့ရန်ကုန်ကိုတင်သွားတယ်တကောင်ကတော့မင်းလာကိုပို့တယ်လို့သိရတယ်လို့တရားဝင် KIP ရကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဆက်လက်ပြီးတော့ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတယ်အကြမ်းမဲ့ဆက်တက်နဲ့၎င်းတို့ရဲ့ထောက်တိုင်များကိုအရှိန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးအနားမှာတွာလာနေထိုင်ခြင်းများလုံးဝမပြုလုပ်ကြရန်တရားဝင် KIP တိုင်ရင်33ညနဲ့ တက်ခွဲနှစ်ကအတိပေးပြောကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မြုံနယ်ကနေပြူစောတီကျေးရွာမှာကင်းဆောင်နေတဲ့ပြူစောတီတအုပ်ကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခဲ့ရာမျောစင်မော်ကနေပြုတ်ကျပြီးတိမ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ19ရက်နေ့မနက်ပိုင်းမှာမြန်မြုံနယ်ကနေပြူစောတီကျေးရွာမှာမျောစင်မော်မှာကင်းဆောင်နေတဲ့ပြူစောတီတအုပ်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များက စနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ရာထိမှန်သွားပြီးတော့မျောစင်ဘော်ကနေပြုတ်ကြပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့စစ်တပ်ကအလုံးရင်းနဲ့ရောက်လာတဲ့အတွက်တော်လိုင်းတပ်များနဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့တော်လိုင်းတပ်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ် နိုက်ပါနဲ့ပြစ်ပြီးတော့ပြန်ဆုတ်လာတော့အပြန်လန်ပြစ်ခတ်မှုကတော့သူတို့ဘက်ကတော့ပြစ်တယ်ကိုရီဘက်ကနည်းနည်းပဲပြစ်ပြီးတော့ပြန်ဆုတ်လာတော့မျောစင်ဘော်ကတကောင်ကိုပဲစနိုက်ပါနဲ့ပြစ်ချပြီးတော့ပြုတ်ကျလာတာနဲ့သူတို့ဘက်ကလည်းအင်အားကတာတာနဲ့ပြန်ပြီးတော့ဆုတ်လာခဲ့ပါတယ်ကျွန်တော်တို့ဘက်ကရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့ MPL မြောက်ပိုင်းစုံမြိုင်ပကဖကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို MPL မြောက်ပိုင်းစုံမြိုင်ပကဖမကြီးရိတ်ကိုရဲဘက်ကဖကိုကရုံးတိုက်နယ်လေးဘက်ကဖတပြေတော့ဘက်ကဖနဲ့ကိုလီယို Eagle Brigade တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ် ြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ပဇွန်တောင်မြို့နယ်မှာရဲနဲ့အုပ်ချုပ်ရဲမှူးများကပြည်သူတအုပ်ကိုချဲရောက်နေဆိုပြီးတော့ဆွဆွဲဖမ်းဆီးပြီးငွေကျပ်သိန်း320တောင်းခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၄ရက်နေ့မှာပဇွန်တောင်မြို့နယ်အမှတ်၈ရပ်ကွက်ဇီးစဝါလမ်းမှာနေထိုင်တဲ့ဥမောင်မြင့်ကိုရဲနဲ့အုပ်ချုပ်ရဲမှူးများကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်ပဇွန်တောင်မြို့မှာရဲစခန်းကမြို့နယ်မှူးရဲမှူးမင်းဟန်စခန်းမှူးဒူရဲမှူးစောစောနေထိုင်ဒူရဲအုပ်ညီမင်းနိုင် 可能也怪欧洲夜幕。<noise> <noise> <noise> ဘိုးကျော်မင်းနဲ့ပြူစောတိဂျိုဂျိုးတို့ကငွေကျပ်သိန်း320တောင်းခံခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအတင်းအဓမ္မငွေကျေးတောင်းယူတဲ့ဖြစ်စဉ်ကိုအမတ်ရှိရက်ကွက်အုပ်ချုပ်ရေးမှူးမျိုးမြင့်နောင်မမသိရဘဲပြူစောတိဂျိုဂျိုးနဲ့အမတ်ခွန်ရက်ကွက်အုပ်ချုပ်ရေးမှူးဘိုးကျော်မင်းတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဥမောင်မြင့်ကိုချဲရောက်နေဆိုပြီးတော့ဆွဆွဲပြီးဖမ်းဆီးတာပြီးတော့ပတ်စံသိန်း320တောင်းတယ်အတင်းအဓမ္မတောင်းယူတော့ပေးလိုက်ရပါတယ်သူတို့တွေအချင်းချင်းပြန်ပြီးတော့ခွဲယူကြတယ်လို့သိရတယ်။အဲ့ဒီဖြစ်စဉ်ကိုရှစ်ရက်ကွာအုပ်ချုပ်ရင်းမှုမျိုးမြင့်အောင်မ ာမသိရဘူးလို့ပြောတယ်ပြူစောဒီဂျိုဂျိုနဲ့အမတ်ခွနဲ့ရက်ကွာအုပ်ချုပ်ရင်းမှုဘိုးကျော်မင်းတို့ကရဲခွေးတွေနဲ့ပေါင်းပြီးတော့လုံစားသွားတာလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲကချင်ပြည်နယ်မြေကြီးနားမြို့မှာလည်းအကြမ်းဖက်စစ်သားများကပြည်သူတအုပ်ကိုမူးယစ်ဆေးတုံးဆွဲတယ်ဆိုပြီးတော့စွန့်ဆွဲရှာဖွေပြီး ရွှေနှက်ချက်သားကိုလူရယူဆောင်သွားတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။မက်လ19ရက်နေ့မှာမြကြီးနားမြို့မြမစီးပွားရေးဘန်လမ်းကြားထဲမှာလမ်းသွားလာပြည်သူများကိုဆက်ဆင်းနေတယ်။အကြမ်းဖက်စစ်သားနဲ့ရဲများကစိုက်ကယ်ဆီးလာတဲ့ပြည်သူတအုပ်ကို မူရစေဝါသုံးဆွဲနေတယ်ဆိုပြီးတော့စွဆွဲရှာဖွေပြီးဝိုင်းဝန်းရိုက်နှက်ကရွှေနှက်ချက်သားကိုယူဆောင်သွားတယ်လို့သိရပါဗျ။မျိုးရဲကိုအခောက်ရွှေလှုပ်ဖို့အသွာမြမစီဝါရဲ့ဗန်အရှိလမ်းမကြီးမှာစစ်ခွေးတွေနဲ့ရဲခွေးတွေကဆိုင်ကယ်ကိုရက်ခိုင်းတယ်ပြီးတော့လမ်းကြားတွေကိုခေါ်သွားပြီးတော့ဆေးသုံးတယ်ဆိုပြီးတော့စစ်ဆေးတယ်။ဆေးမသုံးပါဘူးလို့ပြောလဲမရဘူး။ဘာမှမပြောနဲ့ဆိုပြီးတော့လက်နက်တွေနဲ့စိတ်ကြိုက်ရိုက်တယ်။နောက်ပြီးတော့ပါလာတဲ့ရွှေနှက်ချက်သားကိုလည်းလူယူသွားပါတယ်လို့ လူရက်ခံရသူရဲ့မိတ်ဆွေတအုပ်ကပြန်လည်ပြောပြထားပါဗျ။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လူရက်ခံရတဲ့ပြည်သူကအနီးနားမှာရှိတဲ့ရဲစခန်းကိုအကူအညီတောင်းခံခဲ့တော်လဲရဲများကသူတို့အချင်းချင်းလှုပ်တာကိုသိပြီးတော့ထွက်လာခြင်းမရှိဘဲလစ်လူရှုခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းမဆက်တက်ကမိုးခွဲရွာအနီးစစ်ဘေးတိမ်းရှောင်နေသူများကိုပြစ်ခတ်ဖမ်းဆီးရာပြည်သူအယောက်90ကျော်ဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မက်ရှလာ21ရက်နေ့မနက်6:00နာရီခွဲအချိန်ကမှငတရော်ရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမိုးဖြူရွာနဲ့မိုးခွဲရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ကြောင့် ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အခုလိုမျိုးထွက်ပြေးတိမ်းရှောင်နေတဲ့ပြည်သူများကိုအကြမ်းဖက်စစ်တပ်ကလိုက်လံပစ်ခတ်တဲ့အချိန်မှာမိုးခွဲရွာအနောက်ဘက်ကျွန်းခုံပေါ်မှာထွက်ပြေးတိမ်းရှောင်နေတဲ့တပ်ကြီးရွယ်အုပ်များနဲ့ကလေးငယ်များအပါအဝင် ပြည်သူအယောက်90ကျော်ကိုပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးခံရတဲ့ပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကမိုးခွဲရွာအတွင်းကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတော့စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်သေးဆုံးမှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။ပြည်သူတွေကိုရွာထဲမှာဖမ်းထားတယ်၊မိရှို့တာတော့အခုချိန်ထိမတွေ့ရသေးဘူး။စစ်ခွေးတွေကထွက်ပြေးတဲ့ပြည်သူတွေကိုလိုက်ပြေးရင်းနဲ့မိုးခွဲရွာအနောက်ဘက်ကျွန်းကုန်ပေါ်မှာတပ်ကြီးရွယ်အိုတွေနဲ့ကလေးတွေအပါအဝင်ပြည်သူအယောက်90ကျော်ကိုပိတ်ဆို့ဖမ်းဆီးရမိထားတယ်လို့သိရတယ်။ ဖမ်းဆီးခံရတဲ့လူတွေအကုန်လုံးကိုမိုးကွဲရွာတွေကိုခေါ်သွားတယ်လို့သိရတယ်လို့ရေစကြို Township Info Company ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမြေစွန်းတော်ရွာကအသက်80ကျော်အရွယ်ဦးဟန်တင်အသက်60အရွယ်ဦးထိမ်းမြင့်အသက်88နှစ်အရွယ်ဦးတန်မဏိအသက်60အရွယ်ဒေါ်တန်းပြေအသက်86နှစ်အရွယ်ဒေါ်လငွေအသက်68နှစ်အရွယ်ဦးကြည်ထေ ်အသက်69နှစ်အရွယ်ဦးအောင်မြိုင်အသက်35နှစ်အရွယ်ကိုတန့်စင်အသက်40အရွယ်ကိုအောင်လင်းနိုင်မလကာချန်ရွာကအသက်80အရွယ်ဦးညွန့်ဝေအသက်90အရွယ်ဦးဆန်းဝင်းတာကောင်လေးရွာကအသက်65နှစ်အရွယ်ဦးချစ်မောင်တာကောင်ရွာမကအသက်42နှစ်အရွယ်ဦးတန်းမင်းလှိုင်အသက်62နှစ်အရွယ်ဦးအုံးအသက်80အရွယ်ဒေါ်ဆန်းဝေနဲ့အမည်မသိတဲ့ပြည်သူ၃ဦးကိုတပ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်ဆက်တက်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခတ်ခြင်းကြောင့်ပြည်သူနာဦးဒဏ်ရာရပြီးတော့နေအိမ်များပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ18ရက်နေ့ကအကြမ်းဖက်ဆက်တက်ကကြောက်ကြီးမြို့နယ်နတ်တန်ကွင်းစခန်းထဲက190မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ရာ ဖိုးဒါကြေးွာနဲ့ချောင်းဝကြေးွာတွေကိုကြက်ရောက်ပောက်ကွဲပြီးကြေးွာနေပြည်သူအသက်62နှစ်အရွယ်ဒေါ်လာလာထွေးနဲ့အသက်32နှစ်အရွယ်မဆိုးဆိုးမာတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူပိုင်းနေအိမ်၄လုံးလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာရှိတဲ့ကြေးွာများကိုလည်းအကြမ်းမဆက်တကလက်နက်ကြီးဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်တော်မီများလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။မက်စလာ15ရက်နေ့မနက်09:45မိနစ်ခန့်အချိန်မှာအမှတ်122မှာအခြေချထားတဲ့စစ်တပ်က ွာလီရေကန်ဂုံးကနေပြီးတော့လက်လုံအသေးကန် drone တစ်စီးလွတ်တင်ပြီးတော့တိုက်ခိုက်ခဲ့ရာဝေကလောကြီးရွာအုပ်စုမဲယုံကြီးရွာနဲ့ဂရိုင်းတုတ်ရွာကြား ကြောင်မဲဟောင်းနေရာကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့တော်မီများလောင်ကျွမ်းခဲ့တယ်လို့သိရပါဗါးအလားတူပဲမက်စလာ16ရက်နေ့မွန်လွဲ7နာရီ9မိနစ်ခန့်မှာအတ္တမတ်စစ်တပ်ရဲ့အမြောက်တပ်310တပ်ကစင်တွင်းရွာအနီးမှာရှိတဲ့ပြည်သူများရဲ့လုပ်ငန်းခွင်တွေကိုလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးဒါအပြင်သခိုင်းတိုင်းကလေးမြို့နယ်မှာရှိတဲ့ကြီးရွာတရွာကိုလည်းအတ္တမတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါဗါးမက်စလာ20ရက်နေ့ည7နာရီခွဲအချိန်မှာ စော်ဘွားရေရှင်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့စုံစမ်းနေဆဲဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာအသက်တန်းနဲ့အရွယ်ကလင်းငယ်အပါအဝင်မြန်မာနိုင်ငံသား18ဦးကိုတရားမဝင်ဝင်ရောက်လာတဲ့အတွက်ထိုင်းအာဏာပိုင်များကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မက်စလာ22ရက်နေ့မနက်3:30မိနစ်အချိန်မှာကန်ချနာပူရီခရိုင်မှာပစ်ကတ်ကားတစ်စီးကိုစစ်ဆေးရန်ရပ်တန့်ခိုင်းရမှာ ကားဟာမရက်တမဲနဲ့မောင်းပြေးသွားတယ်လို့သိရပါတယ်။ဒါကြောင့်ထိုင်းအာနာပိုင်များကမောင်းပြေးသွားတဲ့ကားကိုလိုက်လံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကားဟာဆန်ကလာဘူရီအတွင်းထဲမှာရှိတဲ့တောအုပ်ထဲကိုဝင်ရောက်သွားပြီးတော့ရင်မောင်းဟာထွက်ပြေးကကားကိုဆုံးပြစ်ထားခဲ့တယ်လို့သိရပါတယ်။ထိုင်းအာနာပိုင်များကအဲ့ဒီကားကိုဆက်ဆေးရမှာကားပေါ်မှာလိုက်ပါလာတဲ့မြန်မာနိုင်ငံသား18ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိတဲ့18ဦးထဲမှာအသက်တစ်နှစ်အရွယ်ကလေးငယ်အပါအဝင် ကလေးနောက်ထပ်6ဦးလည်းပါဝင်တယ်လို့သိရပါတယ်ဖမ်းဆီးခံရတဲ့သူများရဲ့ပြောဆိုချက်အရာပွဲစားကိုတယောက်ကိုထိုင်းဘတ်ငွေ1000စီပေးဆောင်ခဲ့ရပြီးတော့ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝေရောက်လာခဲ့တယ်လို့ဝန်ခံခဲ့ကြကြောင်းပြောဆိုထားပါတယ်အဲ့ဒီဖမ်းဆီးရမိတဲ့သူတွေကိုဆန်ကလာဘူရီရဲစခန်းမှာထိုင်းဘတ်ကအမှုဖွင့်ဖမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျောင်းအခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ